ါဆိုရင်ခုအမတို့ကဒီမှာရှည်ချမ်းပတ်တန်ဆွဲမယ်နော်ရှည်ချမ်းပတ်တန်ဆွဲမယ်ဆိုရင်နောက်ထပ်ဆွဲလုံးရလို့ပဲဒီမှာညင်၄ချောင်းကိုအရင်ဆုံးဆွဲထားမယ်နော်ဒါကဒီကနေဒီတိရကြတော့27 0နဲ့เนาะဒီကနေဒီတိရကြတော့ခါကြဝင်မှာလေပြီးသွားလို့ရှိရင်ဒီကနေဒီတိကြတော့တင်အကြောက်မှာမယ်เนาะအဲဆိုရင်ဒီမှာအမှာက ဒီရင်းလေးချောင်းကိုအရင်ဆုံးဆွဲထုတ်မယ်ရှေ့ချမ်းအတွက်ဆိုရင်ပြီးတော့လို့ရှိရင်မလုပ်မလဲဆိုတော့ဒီရင်းကနေအောက်ကို2စင်တီမီတာဆဲမယ်เนาะ2စင်တီမီတာရင်းတစ်ချောင်းဆွဲလိုက်မယ်เนาะဒီလို2စင်တီမီတာရင်းတစ်ချောင်းဆွဲလိုက်မယ်အဲဆိုရင်မားတို့ကနောက်ချမ်းမှာတော့ကဆိုရင်ဒါကိုပခုံးမြင်းလို့ယူရယ်เนาะအခုမယူတော့ဘူးเนาะ2စင်တီမီတာဒီကနေဒီဒီကို2စင်လိုက်တယ်ဒီ2စင်လိုက်တဲ့မြင်းကိုမှမားတို့ကပခုံးဆိုပြီးယူမယ်เนาะဒါကကြတော့ရင်း ဒီမှာခါဒီမြင်းကတင်ဆိုပြီးတော့ဖြစ်သွားမယ်เนาะဒီမြင်းဒီမြင်းချတာကအရေးကြီးရယ်เนาะဟိုဟာတို့ကဒါမချခဲ့လို့ရှိရင် ရှေ့ချမ်းမှာအိုက်နေလိမ့်မယ်เนาะဒီဟာမဖြစ်မနေ2စင်တီမီတာဆင်းပြရမယ်เนาะအဲဆိုရင်အမားကရှေ့ချမ်းကိုဆက်ဆွဲမယ်เนาะရှေ့ချမ်းဆွဲမယ်ဆိုရင်အမားတို့ကဒီမှာနောက်ချမ်းမှာတော့ငါလိုပဲပခုံးမှန်မယ်เนาะနောက်ချမ်းမှာတော့ပခုံးဘလောက်မှတ်ခဲ့လဲပေါ့ပခုံးအစား1 ဒီမှာပခုံးအစာနှစ်ကိုမှတ်လိုက်ပါเนาะပြီးတော့လို့ရှိရင်ဒီမှာဘယ်လောက်ဆင်းမလဲဆိုတော့အမက4စင်တီမီတာဆင်းမယ်เนาะရှည်ချမ်းမှာတော့ငါကြတော့3စင်တယ်เนาะဒါကရှည်ချမ်းထက်ပြပိုတဲ့အတွက်4စင်တီမီတာဆင်းမယ်ပြီးရင်လေပင်ပေါက်ကကြတော့ငါတို့ကအဲနောက်ချမ်းနဲ့အတူတူပဲဖောက်ပြရမယ်เนาะနောက်ချမ်းမှာတော့6ဖောက်ခဲ့တဲ့အတွက်ဒီမှာလည်း6ဖောက်မယ်เนาะအဲဆိုရင်ဒီမှာ လေပင်နဲ့ပခုံးကိုလာပြီးတော့ဆက်မယ်နော်။ပြီးရင်ရှင်းခါတင်တွတ်ထားတဲ့ဟာတွေကိုပြန်ပြီးတော့မှတ်မယ်နော်။ဟိုလိုကရှင်းမှာဆိုရင်လည်းရှင်းတွတ်ထားတဲ့ဟာနော်ခါမှာဆိုရင်လည်းခါတွတ်ထားတဲ့ဟာကိုမှတ်မယ်။ပြီးရင်တင်မှာဆိုရင်လည်းတင်တွတ်ထားတဲ့ဥစ္စာကိုမှတ်လိုက်နော်။ဒီတော့လို့ရှိရင်ဒီ၃ခုကိုပြန်လာဆက်မယ်နော်။အဲ့ဒါကကြတော့အတူတူပဲနော်။ เนาะဒီလိုရသွားမယ်ပြီးရင်ဒီမှာဟိုဟာခြိုင်းဆွဲမယ်เนาะခြိုင်းဆွဲဖို့အတွက်ဆိုရင်ဒီလဲနောက်ခြမ်းနဲ့အတူတူပဲเนาะဒီပခုံးစွန်နဲ့ရင်နေရာကိုတစ်ချက်ဆက်မယ်เนาะပြီးရင်သူတို့နှစ်ခုဘလောက်ရှိလဲတိုင်းမယ်တိုင်းပြီးသွားလို့ရှိရင်ဟိုဟာတဝက်မှတ်လိုက်နော်တဝက်မှတ်လိုက်မယ်တဝက်မှတ်လိုက်တဲ့ဟာကိုဒီဘက်ကိုတဲ့တယ်ဆွဲထိုးလိုက်တာနော်ဒါကြတော့ဒီဟာအရှိကျန်းဆိုတော့ရင်ကျဲမြင်းဆိုပြီးတော့ဖြစ်သွားမယ်နော်ရင်ကျဲမြင်းဖြစ်သွားမယ်အမကတော့ရင်ကျဲကိုကြတော့ဘယ်လိုတွက်လဲဆိုတော့ပခုံ စာနဲ့လောက်တုံးဆိုပြီးတော့တွေ့တယ်เนาะအဲ့ဒါဆိုရင်ငါတို့ပခုံးက16ရှိရယ်ဆိုရင်ဒီဥစ္စာက15ရှိမယ်เนาะဒါဆိုရင်ငါတို့ဒီမှာဒီအပေါ်ပိုင်းကိုကြာတော့တဲ့တဲ့ဆက်တဲ့အောက်ပိုင်းကိုကြာတော့ပေကူးနဲ့ဆက်မယ်เนาะရှေ့ချမ်းကကြာတော့နောက်ချမ်းထပ်ပို့ပြီးတော့ကိုးရတယ်เนาะနောက်ချမ်းထပ်ပို့ပြီးဝိုင်းဝိုင်းကလေးဖြစ်မယ်เนาะဒါဆိုရင်ဒီတိုင်းလေးအလိုက်တင်လေးဆက်ပါမယ် နော်ဒါဆိုရင်သူ့ရဲ့ဂျိုင်းရပြီနော်ပြီးတော့လို့ရှိရင်တော့ထောက်ထိုးမယ်ထောက်ထိုးတာကနောက်ချမ်းနဲ့မတူဘူးနော်သူကနောက်ချမ်းတော့ကကြတော့ဒီကနေဒီကိုတဝက်မှတ်ပြီးတော့ထိုးရနော်အခုကြတော့ဒီမှာရင်အကွာကိုမှတ်မယ်နော်ရင်အကွာတိုင်းထားတဲ့ဟာကိုမှတ်မယ်ရင်အကွာက16ရှိရဆိုရင်ဒီမှာဒီကနေဒီထိက8ဒါကရင်အကွာအစား2ကိုဒီမှာမှတ်လိုက်တာနော်ရင်အကွာဘယ်လောက်ရှိလဲရှိတဲ့လောက်ကိုမှတ်မယ်နော် ပြန်လာတော့ဒီမြင်းကိုဆွဲထုတ်ထားမယ်။ပြန်လာတော့ BB တိုင်းနှားတာရှိမယ်နော်။ရင်ထိတ်ကနေ BB ဆိုတဲ့ဟာတိုင်းနှားတာရှိမယ်။ဟိုကတော့တိုင်းလုံးကလည်းဒီလေဘင်းကနေရင်ထိတ်ပြည်နေရာမှာရှိလဲဆိုပြီးတော့လှန်တိုင်းနေနော်။အခုလည်းမှန်ရဲ့အဲ့လိုပဲမှန်မယ်။ BB ဘယ်လောက်ရှိလဲ23ရှိရဲဆိုရင်ဒီလေဘင်းကနေဒီမြင်းပေါ်မှာ23ဝင်လာမှကြာလဲဆိုပြီးတော့လှန်တိုင်းလာနေနော်။ဒီမှာ23ဆိုရင်ဒါက BB ။ နော် BB ရပြီဆိုရင်အမတို့ကဒေါက်ထိုးဖို့အတွက် BB ရဲ့အောက်ကို2 cm ဆင်းမယ်နော်ပြီးရင်ဒေါက်ကကြတော့3 cm ပေါင်းထားတာဖြစ်တဲ့အတွက်ဟိုဘက်1ခွဲဒီဘက်1ခွဲထည့်မယ်နော်နော်အောက်ကနေရာလဲ2 cm တတ်တယ်နော်အဲ့ဆိုရင်အမတို့ကဒီမှာဒေါက်လာဆက်လိုက်ပြီနော်ဒီမှာလဲလာပြီးတော့ဆက် 所以，假如马路上是一件现象。